ချင်းကနေစားပါတော့မိဘပြည်သူညီကိုမောင်နှမများအားလုံးမင်္ဂလာပါခင်ဗျာကြက်သိမ်းပေါင်း9000ကျော်ကုန်ကြမယ်မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီစာဦးစောက်လို့ရန်ဒီကနေ့2015ခုနှစ်စက်တင်ဘာလ6ရက်နေ့နက်နက်၈နာရီခွဲမှာတော့လမ်းမတော်မြို့နယ်ခီပင်လမ်းမှာရှိတဲ့အစာဦးစောက်လို့မဲ့ညီနီယာမှာပနက်တင်ခမ်းနားကျင်းပပြုလုပ်ခဲ့ပါတယ် ကန္နာဦးရန်ကုန်တိုင်းဒေသကြီးလျှက်စင်နေစက်မှုလက်မှုဝန်ကြီးဦးညံတို့ဦးမြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီဥက္ကဋ္ဌစောက်လွေဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာဝင်းမြင့်အင်ဂျင်နီယာကောင်စီမှတာဝန်ရှိပုဂ္ဂိုလ်များနဲ့အင်ဂျင်နီယာများပါဝင်တက်ရောက်ခဲ့ကြပါတယ်အဲနာမှာတော့စောက်လွေဝင်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာဝင်းမြင့်ကအစာဦးစောက်လုံးမဲ့အကြောင်းနဲ့ပတ်သက်ပြီးတော့အမှားစကားပြောကြားခဲ့ပါတယ်။ ဲ့ဒီဒီလေးကတော့မျိုးဝဲတော့ပြင်ရတဲ့ပုံကံလေးတွေတောင်းရံကြီးချာတာတော့တောက်ဝင်တော့တောင်းပြရတဲ့အဖြစ်ပါအိမ်နာမှာတော့ပဏ္ဏိခန္ဓာစတင်ခဲ့ပြီးတော့အစာဦးမြင်နေရအားဆက်ကလုံးနေပြီးပိုင်ရိုက်ခဲ့ကြပါဗျာ။ မိမပြည်သူများခင်ဗျာယခုစလို့မယ့်အင်ဂျင်နီယာကောင်စီအစအဦးဟာရန်ကုန်ရည်တာကြီးအနောက်ပိုင်းခရိုင်တရားရုံးဘေးတွင်းမှာတည်ရှိတာဖြစ်ပြီးတော့အစအဦးစလို့ရခြင်းမှာလည်းအင်ဂျင်နီယာများရဲ့အစဉ်တန်းပုံမတူတဲ့ကောင်းမွန်လာပြီးအဆင့်မီတဲ့ကောင်စီတစ်ခုဖြစ်ပေါ်လာစေမှာပဲဖြစ်ပါတယ်အဲဒီအမတ်စင်အခုလိုအစာအုပ်စားလို့ရန်အတွက်အလွန်ငွေပေးရပွဲခန္ဓာကိုလည်းပန်နာဟိုတယ်မှာဆက်လက်ကျင်းပပြုလုပ်ခဲ့ပါဗျာ ခန်းနာပါတော့မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီဥက္ကဋ္ဌဆောက်လုပ်ရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာဝင်းမြင့်ကအဖွင့်မှာစကားပြောကြားခဲ့ပါတယ်မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီဆိုတာကျွန်တော်တို့မြန်မာနိုင်ငံကဤထွင်ပြီးတော့ဒုက္ခသိဆောင်မှာဟုတ်ပါဘူးအာဒီနာနက်ခလပ်ပဲဒီစွာနိုင်ငံဆိုင်နိုင်ငံဆိုင်မှာခေါ်ရဲတော့မိမိဖြစ်ပါတယ်အဲ့တော့တချို့နိုင်ငံမှာဒီစီမီနာရီကောင်ဆယ်လို့သုံးတဲ့နိုင်ငံပြည်လို့ဆိုတော့အဲ့လိုမသုံးတဲ့နိုင်ငံတွေလည်းအများကြီးရှိတယ် အဒီတော့ဒီမြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီအဆောက်အုံတပ်နဲ့တင်မင်္ဂလာခန်းနာစောစောကျင်းပခဲ့တာဖြစ်ပါတယ်။အဲ့တော့အဲ့ဒီအတွက်ကိုအန်ဒီတို့ကဟိုရမုံငွေနေနဲ့မရှိပါဘူး။အလှရှင်နေနဲ့တည်ဆောက်ခြင်းဖြစ်ပါတယ်။ဒီနေ့ကတကြောင်မလို့ဒီနေ့အလှရှင်နေကိုအလှငွေပေးရပွဲအခမ်းအနားကျင်းပခြင်းဖြစ်ပါတယ်။အန်ဒီတို့ပနက်တင်ခန်းနာလုပ်တဲ့မှာအန်ဒီတို့ပင်မအဆောက်အုံကြီးက၈ထပ်အဆောက်အုံဖြစ်ပါတယ်။နောက်အဲ့ဒီနဲ့တွဲရဲမှာက function hall တစ်ထပ်ပေါ့နော်။ function hall ကလူ900ဆန့် ဆန်တဲ့ function hall ကြီးတစ်ခုပါဝင်မှာဖြစ်ပါတယ်။အန်တီတို့အင်ဂျင်နီယာကောင်စီယုံမှာပဲဒီအင်ဂျင်နီယာတွေနဲ့ပတ်သက်တဲ့ seminar room တွေပါပါမယ် function hall တွေပါပါမယ်နောက် meeting room တွေပါပါမယ်အဲ့လို seminar တွေလုပ်တာနောက် technical transfer လုပ်တာဒါမျိုးတွေအတွက်ကြီးရွယ်ထားတာပါအားလုံးကအင်ဂျင်နီယာကောင်စီသုံးမှာကြီးပဲဖြစ်ပါတယ်။ယုံယုံနဲ့ဒီအင်ဂျင်နီယာ activity တွေအတွက်သုံးမှာဖြစ်ပါတယ်။ဒီအစားအုပ်ကြီးကပမာဏကြီးမားပါတယ်။သူကကြမ်းမြင်ကြက်သိမ်းပေါင်း 9000ခန့်ကုန်မှာဖြစ်ပါတယ်အခု Antiro Illusion တွေက Street Structure ဆိုလို့ရှိရင်မௌတမ Holding Company ကလှူပါတယ်အစာအုပ်ရေးအကျန်းတယ်ပါ Now Foundation ကို Vpin Foundation ကလှူပါတယ် Now ကျွန်တော်တွေကတော့အလှူရှင်ကြီးတွေအများကြီးဝိုင်းဝန်းပံ့ပိုးကြတဲ့အတွက်အခုဆိုလို့ရှိရင်သိန်းပေါင်း6000ကျော်ရရှိပြီးဖြစ်ပါတယ်အဓိကကတော့ Antiro Engineer Council ကပေါ်လာတဲ့ Engineer တွေရဲ့ကောင်းကျိုးအတွက်ရည်ရွယ်ပြီးတော့ဆောင်ရွက်နေခြင်းဖြစ်ပါတယ် အန်တီတို့မြန်မာနိုင်ငံအင်ဂျင်မြန်မာနိုင်ငံမှာရှိတဲ့အင်ဂျင်နီယာတွေကနိုင်ငံတကာအင်ဂျင်နီယာနဲ့တန်းတူရင်ပေါင်တန်းနိုင်မှုအခွင့်အရေးတွေရရှိဖို့အတွက် professional engineer ဆိုတာကိုအန်တီတို့ကကောင်စီကနေပြီးတော့မွေးထုတ်နေတာပါအဲ့တော့ဒီ professional engineer ဖြစ်သွားပြီးရင်အခု ASEAN chapter professional ဆိုတာ ASEAN အဆင့်မှာသူတို့နဲ့တန်းတူပေါ့နော် ASEAN engineer နဲ့တန်းတူဆောင်ရွက်နိုင်အောင်ဆောင်ရွက်နေပါတယ်အဲ့ဒါပြီးလို့ရှိရင် international အထိထိုးဖောက်ပြီးတော့အားလုံး နိုင်ငံတကာနဲ့ရေပောင်တမ်းပြီးဆောင်ရွက်နိုင်တဲ့အဆင့်ထိအဆင့်မြင့်ပြီးဆောင်ရွက်နေခြင်းဖြစ်ပါတယ်။အန်ဒီအနေနဲ့မြန်မာနိုင်ငံမှာရှိမြန်မာနိုင်ငံတနိုင်ငံလုံးမှာရှိတဲ့အင်ဂျင်နီယာအားလုံးကိုမှပြောကြားချင်ပါတယ်။ဒါကတော့အင်ဂျင်နီယာကောင်စီဆိုတာအင်ဂျင်နီယာအားလုံးရဲ့ကောင်းကျိုးအတွက်တာဝန်ယူပြီးဆောင်ရွက်ပေးနေတဲ့အဖွဲ့အစည်းဖြစ်ပါတယ်။အင်ဂျင်နီယာတွေကိုကာကွယ်ပေးမဲ့အဖွဲ့အစည်းလည်းဖြစ်ပါတယ်။သူများနိုင်ငံကအင်ဂျင်နီယာတွေကကိုယ့်ဗမာနိုင်ငံအင်ဂျင်နီယာတွေပေါ်မှာလွန်မုံမှုအ ਨੇ စုံနဲ့ကိုယ့်အရေးချင်းနဲ့ကိုဆောင်ရွက်နိုင်အောင်စီစဉ်ကူညီပေးနေခြင်းဖြစ်ကြောင်းကိုပြောကြားလိုပါတယ်။ ိန်းနာမှာတော့အစာဦးစားလို့ရင်အလူရှင်များကအလူငွေများအတီးတီးလှူဒန်းပေးရခဲ့ပြီးတော့ဂုံပြူမတန်းတော်များပြန်လည်လက်ခံရယူခဲ့ပါတယ်ခင်ဗျာချင်းကလေးစားပါတော့မိဘပြည်သူညီကိုမောင်နှမများခင်ဗျာအခုရိုက်ကူးတင်ပြပေးခဲ့တာကတော့ရန်ကုန်မြို့လမ်းမတော်မြို့နယ်ခရီးပင်လမ်းမှာရှိတဲ့ ်မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီစာဦးစောက်လို့ရန်မနက်တင်ခန်းနာနဲ့အလူငွေပေးအပ်ဝယ်ခန်းနာကိုမိဘပြည်သူများပြည်မြင်သိရှိနိုင်အောင်ရိုက်ကူးတင်ပြပေးခဲ့တာပဲဖြစ်ပါတယ်။ကြည့်ရှုအားပေးခဲ့ကြတဲ့မိဘပြည်သူညီကိုမောင်နှမများအားလုံးကိုကျေးဇူးထူးပဲတင်ရှိပါရခင်ဗျာ။